နီနာဟာကွင်းမြင်ထဲမှာမျက်စိလေ့ကျင့်နေပါဗါဒအောင်မြင်တဲ့ဒုတိယမင်းသားဟာနီနာကဒီလိုမျိုးခေါင်းမတုံးရတဲ့ကိစ္စတွေမှာအယံတော်ကြောင်းပြောလိုက်ပါတယ်ဒီအချိန်မှာပဲနီနာဟာမြင်းမောကနေဆင်းလာခဲ့ပြီးမျက်စိရတာအယံပြော်ဖို့ကောင်းကြောင်းမင်းသားကိုပြောနေခဲ့ပါတယ်အဲ့ဒီနောက်တစ်ဆက်သေးပဲနန်းတော်အပြင်ဘက်မှာမျက်စိလေ့ကျင့်ခြင်းကြောင်းမင်းသားစီကိုခွန်းထောင်းနေပါတယ်မင်းသားကတော့နန်းတော်အပြင်ဘက်ဟာအယံအတည်းအများကြောင်းနီနာကိုပြောပြလိုက်ပါတယ်ဒါကြောင့်နီနာလည်းဟိုနင်းကြကသူတည်မလို့ဖြစ်ခဲ့တဲ့အချိန်ကိုသတိရသွားခဲ့ပါတယ်မင်းသားကလည်းနီနာကိုဒီအဖြစ်အပျက်တွေကိုမေးပြလိုက်ဖို့ပြောရင်သူ့ရဲ့နောက်လိုက်ကိုမြင်သိခိုင်းလိုက်ပါတယ်ဒီအချိန် ချင်းအနားမှာဘသူမှမရှိတော့တာကြောင့်နီနာမင်းသားရဲ့လက်ကိုကမ်းပြီးသူတို့နှစ်ယောက်တည်းရှိနေပြီဖြစ်ကြောင်းတတိပေးလိုက်ပါတယ်။သဘောပေါက်သွားခဲ့တဲ့ဒုတိယမင်းသားကလည်းနီနာရဲ့နာမည်ကိုခေါ်လိုက်တာကြောင့်နီနာလည်းပျော်ရွှင်သွားခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်ခန်းမှာတော့နန်းနွင်းကအထင်းတော်တွေဟာကျိုးရီချင်းရဲ့လုံရှုံနေကြပါတယ်။ဒီချင်းနီနာကတော့အဆောင်လက်ပဲကျိုးရီကိုစိတ်ဝင်စားနေခဲ့ပြီးအထင်းတော်ကြီးကလည်းဒီလက်ပဲကျိုးရီဟာကိုချစ်ရတဲ့သူတွေအတွက်ယူဆပြီးချစ်ထားတဲ့ကျိုးရီဖြစ်ကြောင်းနီနာကိုရှင်းပြလိုက်ပါတယ်။ဒါကိုကြားလိုက်တဲ့နီနာလည်းသူ့စိတ်ထဲမှာဒုတိယမင်းသားကိုမြင်အောင်သွားမိပါတယ်။ဒါပေမဲ့ရှက်သွားခဲ့ပြီးချက်ချင်းဆိုသလိုဒါမဖြစ်နိုင်ကြောင်းသူ့ကိုယ်သူ するぜひビ違う違う名前で呼んでく ကံကောင်းမှုတွေကနီနာစီကိုရောက်လာခဲ့ပါတယ်။အကြောင်းကတော့ဒုတိယမင်းသားကနီနာနဲ့အတူတူမျက်စိထွက်ဖို့ရောက်လာခဲ့တာပါ။နီနာလည်းပျော်ရှင်သွားခဲ့ပြီးချက်ချင်းပဲမျက်နှာကောင်ရွေတက်စီဖို့လုပ်ပါတယ်။ဒါပေမဲ့ဒုတိယမင်းသားကနီနာကိုစိတ်ပူနေခဲ့တာကြောင့်နောက်ဆုံးမှာတော့မျက်နှာကောင်တွေကိုနှစ်ယောက်တူစီဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီချိန်နီနာကတော့ရှက်နေခဲ့ပါပြီ။ဒါပေမဲ့မကြခင်မှာသူတို့ကတောအုပ်တနေရာကိုရောက်လာခဲ့ပြီးနီနာကတော့ခီးထွက်လိုက်ရတဲ့အတွက်ရမ်းစိတ်လှရှားနေခဲ့ပါတယ်။ဒီချိန်နီနာဟာရုတ်တရက်တောထဲကအိမ်နှလုံးကိုတတိထားမိသွားပြီးမင်းသားကတော့ဒီအင်ဟာသူ့ရဲ့အဖိုးနေတဲ့နေရာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။သူကတိုင်းပြည်ကိုအေဂျင့် ဲသာအောင်ပြုလုပ်ခဲ့တာကြောင့်လက်ရှိဘီရင်ထက်တောင်ပိုအရေးကြီးတဲ့လူဖြစ်ကြောင်းနီနာကိုရှင်းပြလိုက်ပါတယ်ဒီလိုနဲ့နီနာတို့လည်းနန်းတော်ကိုပြန်ရောက်လာခဲ့ပါပြီနီနာကတော့အဆောက်အလက်ဖွဲ့ကျိုးတစ်ချောင်းကိုကျင်းနေခဲ့ပါတယ်ကျိုးချစ်ပြီးတော့တော့ချက်ချင်းပဲအပြင်ထွက်မင်းသားစီရောက်လာခဲ့ပါတယ်ဒါပေမဲ့အခန်းတကမဖွင့်ခင်မှာပဲရုတ်တရက်အထဲကနေစကားပြောသံတွေကိုကြားလိုက်ရပါတယ်အဲ့ဒါကတော့မင်းကမင်းသားရဲ့မြင်းဟာတခုခုလုံးချန်ခံလိုက်ရတာဖြစ်ပါတယ်မင်းသားကလည်းတိုင်းပြည်အတွက်သာဖြစ်ရင်ကွင်းမြခံရမှာမကြောက်ကြောင်းနဲ့သူဟာကန့်ကြမ်းအရာဒီလိုမွေးဖွားလာတာဖြစ်ကြောင်းသူ့ရဲ့နောက်လိုက်ကိုပြပြနေခဲ့ပါတယ်ကန့်ကြမ်းဆိုတာကိုကြားလိုက်ရတဲ့နီနာလည်းမကြင်မနဲ့ဖြစ်သွား ားပြီးအခန်းနကားကိုဆွဖွင့်လိုက်ပါတယ်။ဒါကြောင့်မင်းသားနဲ့လမ်းသွားခဲ့ရပေမဲ့နီနာကတော့ရောက်ရောက်ချင်းပဲမင်းသားဟာဒုက္ခရောက်နေတာကိုပေါ့ပေါ့လေးတွေးနေတဲ့အတွက်ဒေါသထွက်နေခဲ့ပါတယ်။ဒါပေမဲ့မင်းသားဟာနီနာရဲ့နာမည်ကိုရုတ်တရက်ခေါ်လိုက်မိတာကြောင့်နီနာလည်းသူ့လက်ထက်အဆောင်ကျိုးနဲ့ကောက်ပြစ်လိုက်ပြီးရှဲရှဲနဲ့ပြေးထွက်သွားခဲ့ပါတယ်။နီနာလည်းစိတ်တူတူနဲ့နန်းတော်တွေပြန်ရောက်လာခဲ့ပြီးတနည်းအားမှာတော့ဘီရင်ကြီးနဲ့သွားတို့ပါတော့တယ်။ဘီရင်ကြီးကနီနာရဲ့ပုံစံကြောင့်နေမကောင်းဘူးလို့ထင်သွားခဲ့ပြီးတခုခုလိုအပ်တာရှိရင်သူ့ကိုပြောဖို့မှာကြရင်လည်းပြန်ထွက်သွားခဲ့ပါတယ်။ဒီချိန်နီနာကတော့မင်းသားအိုက်ဇက်ကိုစိုးရိမ်နေခဲ့ပြီးမင်းသားကိုကယ်တင်နိုင်မယ့်တရားရောက်ကိုစိတ်ထဲက နေမျောလင့်နေခဲ့ပါတယ်ဒီလိုနဲ့နောက်တတိမှာတော့နီနာဟာမြင်းတကောင်နဲ့နန်းတော်ပြင်ခွတ်ထွက်လာပါတယ်သူဟာတောထဲကတီထောင်သူမင်းကြီးစီသွားဖို့အတွက်ရည်ရွယ်နေခဲ့တာဖြစ်ပေမဲ့တနေရာရောက်မှာတော့မြင်းဘော်ကနေပြုတ်ကျသွားခဲ့ပါတယ်ဒါပေမဲ့ချက်ချင်းဆိုလိုမြင်းဘော်ကိုပြန်တက်ပြီးတောထဲကအိမ်ကိုရောက်အောင်သွားခဲ့ပါတယ်အိမ်ထဲမှာတော့မင်းသားရဲ့အဖိုးတီထောင်သူမင်းကြီးရှိနေခဲ့ပြီးနီနာကတော့သူ့ကိုယ်သူမင်းသမီးဖြစ်ကြောင်းမေးဆက်လိုက်ပါတယ်အဲ့ဒီနောက်သူဟာအကူညီတောင်းဖို့ဒီကိုရောက်လာခဲ့တာဖြစ်ကြောင်းနဲ့နန်းတော်ထဲမှာရန်သူပက်လက်ဝိုင်းနေတဲ့ဒုတိယမင်းသားအိုက်ဇက်ကိုကယ်တင်ပေးဖို့ပြောလိုက်ပါတယ်အဖိုးကြီးကအချိုးကြောင်မင်းနေတဲ့အခါမှာ ာတော့နီနာကဒါရီရဲ့နောက်ကွယ်မှာမိဖုရားဖြစ်နိုင်ကြောင်းထပ်ပြောလိုက်ပါတယ်။ဒါပေမဲ့နီနာကကျမ်းမြေရာကျယ်ရစိတ်ကိုတနင်းမိသွားတာကြောင့်အဖိုးကြီးကလည်းနီနာဟာအမင်းသမီးအစ်မဟုတ်ကြောင်းတည်သွားခဲ့ပါတယ်။အဲ့ဒီနောက်နီနာလည်းမြောက်ခန်းထဲမှာဖတ်ကျုပ်တာခံလိုက်ရပါတယ်။ဒါပေမဲ့နီနာအချုပ်ခဲရတာတော့ပျော်ပျော်ကြီးနဲ့တချင်းကြီးနေခဲ့တာကြောင့်အဖိုးကြီးလည်းအော်သွားခဲ့ရပါတယ်။ဒီလိုနဲ့နောက်တစ်နေ့အရောက်မှာတော့နီနာဟာအဖိုးကြီးရှိကိုပြောင်းအောင်နေခဲ့ပြီးချက်ချင်းပဲမင်းသားအိဇက်ကိုကယ်တင်ပြီးတောင်းဆိုလိုက်ပါတယ်။အဖိုးကြီးကတော့နီနာဟာဒုတိယမင်းသားရဲ့အသုံးချတာကိုခံနေရတာတောင်သူ့ကိုကယ်ပြီးဖို့ပြောနေတဲ့အတွက်အောင်းနေ ခဲ့ပါတယ်။အဲ့ဒီနောက်အတူတူနေရင်မိသားစုဖြစ်တယ်ဆိုတဲ့နီနာရဲ့စကားကြောင့်အဖိုးကြီးလည်းသဘောကျသွားခဲ့ပြီးမြင်သူဟာယောဂနဲ့တရားလည်းမတူဖြစ်တာကြောင့်ကုညီမပေးနိုင်ကြောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့နီနာရဲ့မင်းသမီးယာရုနဲ့ဆိုရင်မင်းသားကိုကယ်တင်နိုင်ကြောင်းထပ်ပြောပြလိုက်ပါတယ်။မင်းသမီးဟာနိုင်ငံရေးအရာအရေးကြီးတဲ့လူတစ်ယောက်ဖြစ်တာကြောင့်စိတ်ထဲခိုင်မာမှုသာရှိရင်မင်းသားကိုကန့်ကွက်နိုင်မှာဖြစ်ပါတယ်။ဒီအချိန်စကားကောင်းနေချိန်မှာပဲမင်းသားရောက်လာခဲ့ပြီးဒါရီဟာသူ့အပြစ်တွေသာဖြေကြောင်းပြောရင်းနီနာကိုကွယ်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့အဖိုးကအပြစ်မရှိဘဲခွင့်လွှတ်လိုက်တာကြောင့်မင်းသားအိုက်ဇက်လည်းအော်နေခဲ့ပြီးအဖိုးကြီးကတော့ဒီကိစ္စပေါ်တော့မှစိုးရိမ် င်းစီရမလို့ကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီနောက်နီနာတို့ထွက်သွားပြီးအဖိုးကြီးကအခန်းထဲမှာပုန်းနေတဲ့လူတယောက်ကိုလမ်းခေါ်လိုက်ပါတယ်။ဒီမင်းကလေးဟာမင်းသားအတွက်အရေးကြီးတဲ့လူဖြစ်ကြောင်းပြောနေခဲ့ပါတယ်။ဒီချိန်နီနာကမင်းသားနဲ့စကားပြောနေခဲ့ရင်ရုတ်တရက်ဆိုသလိုမင်းသားဟာသူဟာလည်းနီနာလိုပဲအယောင်ဆောင်ထားတဲ့လူတယောက်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။နီနာလည်းအံ့ဩနေခဲ့ရပြီးတကယ်တော့မင်းသားအစ်အိုက်ဇက်ဟာငယ်ကယောဂနဲ့တည်တော်ပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒါကိုလည်းဘယင်ကြီးပါဝင်လူနေနေကပဲသိတာဖြစ်ပါတယ်။အိုက်ဇက်ဟာငယ်ကနေကအရက်တော်တာကြောင့်မင်းသားအဖြစ်လွယ်လွယ်ကူကူဟန်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မင်းသားဖက်တီလေး မွေးလာတဲ့အခါမှာတော့အိုက်ဇက်ဟာဒုတိယမင်းသားဖြစ်သွားခဲ့ရတာပါအเจ้าလုံးတည်သွားတဲ့နီနာလည်းအောင်းတော့ခဲ့ရပါတယ်မင်းသားဟာနီနာအတုံးချခဲ့လူတယောက်မဟုတ်တော့ဘဲမနေ့ကတစ်ချိန်လုံးစိုးရိမ်နေခဲ့တာဖြစ်ကြောင်းတွေးပြလိုက်ပါတယ်နီနာကလည်းသူဟာမင်းသားကိုအဆုံးရှုံးမခံနိုင်အောင်ပြောရင်းကိုချလိုက်ပါတယ်ဒီအချိန်မင်းသားကလည်းတိတ်ကိုလှလွှဲနေနီနာကိုငေးကြည့်နေတဲ့ရုတ်တရက်နမ်းလိုက်ပါတော့တယ် အဲ့ဒီနောက်ချက်ချင်းပဲဒါရီယာအိမ်မက်တစ်ခုလိုမျိုးတတ်မှတ်လိုက်ပါလို့ပြောရင်ပြတ်ထွက်သွားခဲ့ပါတယ်ဒီအချိန်ကြံနေခဲ့တဲ့နီနာကတော့ဆိတ်လို့ရှာနေခဲ့ရင်လည်းအပိုင်းသုံးလေးကပြီးဆုံးသွားခဲ့ပါတယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်